မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့မေလ9ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မြောက်ရီမြို့ပြန်လည်ရရှိရေးအတွက်အောင်စီရအမည်နဲ့စစ်စင်ရေးလုံးနေတဲ့စစ်ကောင်စီစစ်ကြောင်းနဲ့တော်လိုင်းအင်အားစုတွေကြားမှာတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပြီးတော့စစ်ကောင်စီဘက်ကလက်နက်ချလင်းဝင်တဲ့သူ90ခန့်ရှိလာပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်အာရှလမ်းမကြီးမှာတိုက်ပွဲနေတိုင်းဖြစ်တဲ့အာရှလမ်းတော်တော်အကျော်နတ်သမီးတောင်သားဝင်းကျင်မှာလေတိုက်ပွဲတွေပြင်းထန်နေတဲ့လက်နက်ချတာက ဂျုံတိုးအထိုင်တိုက်ရင်နဲ့စစ်ကြောင်းထိုးတက်လာတဲ့တပ်ဖွဲ့တွေပါလက်နက်ချတာလို့စစ်ဘက်ဆိုင်ရာတော်လှန်ရေးတပ်ဖွဲ့ဝင်တအူးထံကနေပြီးတော့သိရှိရပါတယ်။အောင်စီရစစ်စင်ရေးစကတဲ့ကစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုမဟာမိတ်တော်လှန်ရေး KNLA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့များကတိုက်ခိုက်ခဲ့တာကြောင့်စစ်ကောင်စီဘက်ကရာကြော်တေဆုံးပြီးလက်နက်ချတဲ့သူ90ဝန်းကျင်ရှိနေပြီဖြစ်ပြီးတော့အဲ့ဒီလက်နက်ချတဲ့သူတွေထဲမှာဗိုလ်ကြီးယာဒူးအဆင့်အထိပါရှိနေတယ်လို့ရှေ့တန်းမှာတိုက်ပွဲဝင်နေတဲ့တော်လိုင်းရဲခေါင်းဆောင်တအုပ်ကပြောပြလာပါတော့ လက်နက်ချတဲ့စစ်ကောင်စီတပ်သားများကိုတော်လိုင်းတပ်ဖွဲ့များကနိုင်ငံတကာစစ်တုံ့ပန်းဥပဒေနဲ့အညီကောင်းမွန်စွာစောင့်ရှောက်ထားပြီးတော့ဒဏ်ရာရတဲ့သူတွေကိုစစ်ကူတမှုပေးလျက်ရှိတယ်လို့သိရပါဗျ။စစ်ကောင်စီအနေနဲ့မြောက်ဒီသင်္ကန်းညီနောင်ကိုပြန်လည်ရရှိရေးအတွက်တပ်မ၃မပါဝင်တဲ့အောင်စီရစစ်ကြောင်းကအာရှလမ်းမကြီးအတိုင်းမြောက်ဒီမြို့ကိုခြိတက်လာနေပြီးတော့တော်လိုင်းတပ်ဖွဲ့များကဒေါနာတောင်ကြီးကနေစတင်တိုက်ခတ်ခဲ့တယ်လို့သိရပါဗျ။မြောက်ဒီမြို့ကိုခြိတက်လာတဲ့အောင်စီရစစ်ကြောင်းဟာတလာနီးပါးကြာတဲ့အတိုင်းတောင်ပေါ်ကိုရောက်ရှိခြင်းမရှိလာသေးပဲ တောင်ချိန်မှာသာရှိနေသေးကြောင်းသတင်းရရှိပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ကချင်ပြည်နယ်မြေကြီးနားမြို့ လမင်းထိန်တရာအနီးမှာဒီကနေ့မွန်လွေပိုင်းအချိန်က KIA နဲ့စစ်ကောင်စီတပ်များတိုက်ပွဲတွေဖြစ်ပွားနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မေလ9ရက်နေ့မွန်လွေ2နာရီကျော်အချိန်မှာမြစည်းနားမြို့ဗလမင်းထိန်တရာအနီးမှာ KIA တပ်များနဲ့စစ်ကောင်စီတပ်များကြားမှာတိုက်ပွဲတွေဖြစ်ပွားနေခြင်းဖြစ်တယ်လို့သိရပါဗယ်။ဗလမင်းထိန်တရာဂိတ်မှာရှိတဲ့လုံခြုံရေးစစ်ကောင်စီတပ်စခန်းကို KIA ဥဆောင်တဲ့တော်လှန်ရေးတပ်များကလာရောက်တိုက်ခိုက်နေခြင်းဖြစ်တယ်လို့သိရပါဗယ်။လက်နက်ကြီးလက်နက်ငယ်အတန်တွေကတော့စုံနေတာပဲ။မိခိုးတွေလည်းမြင်နေရတယ် တိုက်ပွဲကတော့ပြင်းထန်ပုံရတယ်လောလောဆယ်တော့အဲ့ဒီဘက်ကိုကားတွေအသွားလာခဏရက်နေတယ်အခုတော့အတန်ပြန်တိတ်သွားပြီလို့မြကြီးနာမျိုးဒေသခံပြည်သူတို့ကပြောဆိုခဲ့ပါတယ်စစ်ကောင်စီတပ်ရဲနဲ့ဌာနဆိုင်ရာများကဗလာမင်းထင်တရားမှာဂိတ်ချပြီးတော့စစ်ဆေးမှုများကိုလှုံ့ဆော်လေးရှိပြီးလက်ရှိတိုက်ပွဲဖြစ်ပွားမှုဟာစစ်ကောင်စီရဲ့ဂိတ်စခန်းကိုဝင်ရောက်တိုက်ခိုက်နေခြင်းဖြစ်နိုင်တယ်လို့သိရပါတယ်မြကြီးနာဘက်ကစစ်ကားတချို့ဗလာမင်းထင်ဘက်ကိုဆင်းသွားတာကိုမြင်တွေ့လိုက်ရတယ်လို့မြကြီးနာမျိုးကဒေသခံပြည်သူတို့ကပြောဆိုထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့တနင်္လာရီတိုင်းတနင်္လာရီမြို့နယ်ဗုတ်ပြင်းမြို့နယ်အဆက်မှာရှိတဲ့ပွတ်တ3ည3ညစစ်ကောင်စီရဲ့စခန်းကုန်းကိုတော်လိုင်းတပ်များကတိုက်ခိုက်လျက်ရှိပြီးတော့စစ်ကူပေးဖို့အတွက်ရောက်လာတဲ့အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကိုဂျားဖြတ်တိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်သားများအများအပြားတိုက်ဆုံခဲ့ပြီးတော့လက်နက်ခဲယမ်းများကိုတိမ့်စီရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ AP လ30ရက်နေ့ကနေစတင်ပြီးတော့အင်အား30ခန်းနဲ့တပ်ဆွဲထားတဲ့ပွတ်တ3ည3ညတောင်ကုန်းကို KNLA တပ်မဟာ၄အမှတ်7တိုင်ရင်လက်အောက်ခံ Black Cobra ပူးပေါင်းစစ်ကြောင်းကပိတ်ဆို့တိုက်ခိုက်လျက်ရှိရာအဲ့ဒီတောင်ကုန်းကိုစစ်ကူပေးရန်ရောက်ရှိလာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများနဲ့ပြူစောတီပူးပေါင်းအဖွဲ့ကိုမေလ၂ရက်နေ့ကနေ၆ရက်နေ့အထိလိုက်လံတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။အခုလိုလိုက်လံတိုက်ခိုက်မှုကြောင့်စစ်ကူလာတဲ့အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းဟာတက်ပြတ်သွားပြီးတော့ဂစင်ကလျားနဲ့ထွက်ပြေးသွားခြင်းဖြစ်ပြီးစစ်ကောင်စီအရာရှိများအပါအဝင်အများအပြားပျောက်ဆုံးလျက်ရှိတယ်လို့သိရပါဗျ။ဒဏ်ရာရတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားနဲ့ပြူစောတီ၁၀ယောက်ကျော်ကိုလည်းမင်းကြီးကြိုက်အမိတက်ထားတဲ့ခရီးတက်တဲ့လှိန်နဲ့ တောင်ငယ်ကျေးရွာကနေတဆင့်စိတ်ကောင်းစီကဘုတ်ပြင်းမြို့ကိုပို့ဆောင်ပေးလိုက်တယ်လို့သိရပါဗျ။ AP လ30ရက်နေ့ကနေစတင်ပြီးတော့မေလ6ရက်နေ့အထိတိုက်ပွဲများအတွင်မှာအကြမ်းဖက်စစ်ကောင်စီများရဲ့ရုပ်အလောင်းများနဲ့အတူလက်နက်ခဲယမ်းများစစ်တုံးဆောင်ပစ္စည်းများကိုသိမ်းဆီးနိုင်ခဲ့ပြီးတော့လက်တလုံးမှာသတင်းထုတ်ပြန်ဖို့အတွက်မတင့်တော်သေးဘူးလို့သိရပါဗျ။အထိနာသွားတဲ့အကြမ်းဖက်စစ်ကောင်စီကဘေးအခြေစိုက်လီဒါစခန်းက KHW ဂျက်လီရင်နဲ့ MI2 ရဟတ်ရင်များကိုအုံပြုတ်ပြီးတော့စီရေးပြတ်မှတ်မဟုတ်တဲ့အေးသာယာကျေးရွာရွာသာယာကျေးရွာနဲ့ ်မနိုးယုံကျေးရွာများအတွင်းကိုမေလ2ရက်နေ့ကနေ4ရက်နေ့အထိဘုံကျဲတက်ခိုက်ခဲ့တဲ့အတွက်ကျေးရွာနေပြည်သူအများအများဟာထွက်ပြေးတိမ်းရှောင်နေရကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေးတိုင်းမြိုင်မြို့နယ်မှာ PDF စခန်းနဲ့ကံတဲ့ကျေးရွာကိုဝင်ရောက်စီးနင်းပြီးတော့ပြည်သူ26ဦးကိုဖမ်းဆီးသွားတဲ့အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကို drone နဲ့ဘုံကျဲပြီးတော့မိုင်းဆွဲတိုက်ခတ်ရာအဲ့ဒီစစ်ကောင်စီစစ်ကြောင်းပြန်လည်ဆုတ်ခွာသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မေလ၈ရက်နေ့မနက်9:00ခွဲအချိန်မှာ အကြမ်းဖက်စစ်ကောင်စီတပ်ကမြိုင်မြို့နယ်မှာ PDF စခန်းတစ်ခုနဲ့ကံတဲ့ခြေရွာကိုစစ်ကြောင်းထိုးဝင်ရောက်စီးနင်းခဲ့တယ်လို့သိရပါဗျ။ခြေရွာတွေကိုမီးရှို့ပြီးတော့ပြည်သူ26ဦးကိုလည်းလူသားတိုင်းအဖြစ်နဲ့ဖမ်းဆီးသွားတယ်လို့သိရပါဗျ။ဒါ့အပြင်ပြည်သူပိုင်ပစ္စည်းများ၊ဆိုင်ကယ်များကိုလည်းခိုးယူသွားခဲ့တယ်လို့သိရပါဗျ။အခုလိုမျိုးစစ်ကောင်စီစစ်ကြောင်းကိုမေလ၈ရက်နေ့မွန်လွယ်၁၂နာရီခွဲအချိန်မှာကံတော်ရွာနဲ့ကံတဲ့ရွာကြားမှာမိုင်း၃ပွိုင်းနဲ့မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။အဲဒီနောက်မှာတော့ drone နဲ့ဘုံသီးအလုံး20ကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။ အခုလိုမျိုးတိုက်ခိုက်မှုကြောင့်စစ်ကောင်စီဘက်က၄ဦးဒဏ်ရာရရှိခဲ့ပြီးတော့ခိုးဆိုးလူရက်လာတဲ့ကားဆိုင်ကယ်များနဲ့ပစ္စည်းများကိုယူဆောင်နိုင်ခြင်းမရှိတော့ဘဲမိရှုဖျက်ဆီးကကံတော်အထိုင်တပ်စခန်းကိုစုပ်ခွာသွားတယ်လို့သိရပါဗါတယ်။အဲဒီနောက်မှာတော့မေလ၈ရက်နေ့ညနေ၄နာရီအချိန်ကံတော်ရွာအထိုင်တပ်စခန်းကတပ်မတရတစ်ကိုစစ်ကား၃စီးနဲ့ထပ်မံစုပ်ခွာသွားတယ်လို့သိရပါဗါတယ်။၎င်းတိုက်ခိုက်မှုကြောင့်စုပ်ခွာထွက်ပြေးသွားတဲ့စစ်ကောင်စီတပ်များစီကနေပြီးတော့နေမိုင်းတစ်လုံး G3 G30 တောင်းခွန်ပုံးသီးနှလုံး စစ်အုပ်ထုတ်တစ်လုံးဓာမီတစ်လက်ဖုန်းနှလုံး40မမ14လုံး MA ချီပေါက်3ခု 5.56G 50တောင်းတို့ကိုတင်းစီရမိခဲ့တယ်လို့သိရပါတယ်။၎င်းစစ်စင်ရေးမှာမြိုင်ပကဖကံမတပ်ပေါင်းစုပခုတ်ကူခရိုင်မဟာမိတ်တရင်များကပူးပေါင်းပြီးတော့တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရဟတ်ရင်ပြတ်ကျခဲ့တဲ့နေရာကိုလာရောက်တဲ့စစ်ကောင်စီရင်တန်းကားမိုက်မိပြီးတော့တေဆုံးထိခိုက်တဲ့သူတွေများပြားခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ်ပြတ်ကျသွားတဲ့ရဟတ်ရင်ကိုကူညီဖို့အတွက်လာတဲ့ ကားများကားမိုင်းမိပြီးတော့မဟင်းကားပွဲရီတိုးဆိုပြီးတော့ရေးသားဖော်ပြထားတဲ့ရုပ်တံမှတ်တမ်းဖိုင်အရာမိုင်းထိပြီးတော့ပြက်စီးနေတဲ့ဒံဘာကားတစီးနဲ့၎င်းပေးမှာ4 wheel ကားတစီးကိုတွေ့နေရပါတယ်ဘော်လက်ခဲဖားဆောင်လမ်းပေါ်မှာပွန်ချောင်းနဲ့ထူးချောင်းစုံတဲ့နေရာမှာထူးချောင်းတရားရှိတယ်ထူးချောင်းကနေဘော်လက်ခဲမြို့နယ်ဘက်ကိုလာတဲ့အချိန်ဖြစ်သွားတာပေါ့ဒီလ6ရက်နေ့ကပဲ ထိခိုက်သေးဆုံးတာကိုတော့အတိမပြုတ်နိုင်သေးဘူးလို့ KNY စီရေးသတင်းအရင်းမြစ်ကပြောကြားထားပါဗျ။ KNY ပြည်နယ်ဖားဆောင်မြို့နယ်မှာစစ်ကောင်စီရဟတ်ရင်ကိုမေလ6ရက်နေ့မှာပြစ်ချခဲ့ရာစစ်ကောင်စီတပ်ဖွဲ့ဝင်9ဦးသေဆုံးပြီး2ဦးဒဏ်ရာရရှိခဲ့တယ်လို့ KNY လူမျိုးပေါင်းစုံပြည်သူလူမျိုးရေးတပ်ဦးကလလတ်တ KNPLF ရဲ့ပြောရေးဆိုခွင့်ရှိသူရဲဘော်လောရင်စိုးကအတိပြုပြောကြားထားပါဗျ။ပြတ်ကြတဲ့နေရာကဝေးတယ်ပွန်းချောင်းအရှိတ်ဘက်လောက်မှာပေါ့ဘောလက်ခဲနာကတ်သွားတာပေါ့တိုက်ခိုက်ရရဟတ်ရင်လို့ပြောတယ်လို့ ကလလာတာရဲ့တွဲဘက်ထွေထွေအတွင်းရေးမှုလည်းဖြစ်သူရဲဘော်လောရင်စိုးကပြောပြခဲ့ပါတယ်။မေလ6ရက်မနက်7:45မိနစ်အချိန်မှာစစ်ကောင်စီရဲ့ရဟတ်ရင်ကိုကရင်ပြည်တပ်ပေါင်းစုများဘက်က0.8မောင်းပြန်နှစ်လက်နဲ့ပြစ်ချခဲ့ရာရဟတ်ရင်ဟာဗော်လခဲမြို့နယ်အတွင်းကိုပြတ်ကျခဲ့တယ်လို့ ကလလတ KNPLF ကအတိပေးပြောကြားထားပါတယ်။လေချောင်းအကာအကွယ်ယူပြီးတော့ရဟတ်ရဲအပြက်အစီးများစစ်ကောင်စီရဲ့အလောင်းများနဲ့ဒဏ်ရာရတဲ့သူများကိုရှင်းလင်းတယ်ဆောင်သွားတယ်လို့သိရပါတယ်။အဲ့ဒီရဟတ်ရင်ဟာ KNY ဒေတာဖားဆောင်မျိုးမှာနောက်ဆုံးကြန့်ရှိနေတဲ့ခလာရ134နဲ့ခလာရ135ကိုစစ်ကိုအဖြစ်နဲ့လာရောက်ချင်းဖြစ်တယ်လို့သိရပါတယ်။စစ်ကောင်စီအာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာတော်လှန်ရေးတပ်ဖွဲ့များကပြစ်ချဖျက်ဆီးနိုင်ခဲ့တဲ့တိုက်လေရင်ရဟတ်ရင်စုစုပေါင်းရှစ်စီးရှိလာပြီးတော့ကရင်ဒီတပ်ပေါင်းစုက၃စီးပြစ်ချနိုင်ခဲ့ကြောင်းတင်ပြရရှိပါရယ်ခင်ဗျာ ဆက်လက်ပြီးတင်ဆက်ပေးရမယ်တရင်ကတော့ရန်ကုန်တိုင်းမင်္ဂလာတုံမြို့နယ်ရွှေနေသာကျေးရွာအုပ်စုပလဲသုံးရက်ကွာမြစပယ်လန်းရဲတပ်ရင်ရှိအနီးမှာရှိတဲ့အင်ဂျင်250ဝန်းကျင်ကိုစစ်ကောင်စီကရက်ကွက်အုပ်ချုပ်ရဲမှုတင်ထွန်းကမေလ10ရက်နေ့နောက်ဆုံးထားပြီးတော့ဖျက်သိမ်းပေးရန်ချင်းချောက်စာများကိုပို့ပြီးတော့ကျိန်မောင်ပြောဆိုနေတယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်မေလ10ရက်နေ့မှာအုပ်ချုပ်ရဲမှုတင်ထွန်းတဲ့၎င်းရဲ့တားဖြတ်သူနဲ့အတူလူမိုက်များကိုခေါ်ယူပြီးတော့ အိမ်များကိုဖျက်သိမ်းဖို့အတွက်စာရီလိုက်လံဝင်ငှနေတယ်လို့သိရပါဗျ။ပြည်သူများအနေနဲ့နေအိမ်များကိုမဖျက်သိမ်းပါကစစ်တပ်ကိုခေါ်လာမယ်လို့ချိန်ချောက်သွားကြောင်းရက်ကွက်နေပြည်သူများကပြောဆိုခဲ့ပါဗျ။အုတ်ချုပ်ရေးမှူးတင်ထွန်းဆိုတဲ့သူကငါရှိနေဆိုရင်မင်းတို့မရှိစေရဘူးဆိုပြီးတော့ချိန်မောင်းဆဲဆိုသွားပါတယ်။လူမိုက်တွေကိုပါခေါ်ပြီးတော့ချိန်မောင်းခဲ့တာပါလို့ရက်ကွက်နေပြည်သူတို့ကပြောဆိုခဲ့ပါဗျ။ နေအိမ်များကိုအတင်းကျပ်ဖြတ်သိမ်းခိုင်းနေတဲ့ရက်ကွက်အုပ်ချုပ်ရေးမှူးတင်ထွန်းဟာစစ်မှုထမ်းဥပဒေနဲ့လူငယ်များကိုစစ်သားတဲ့အဖြစ်နဲ့စူဆောင်းရမှာမအောင်မမြင်ဖြစ်ပြီးတဲ့နောက်မှာရက်ကွက်ကိုဖြတ်သိမ်းရန်ကြိုးပမ်းလာခြင်းဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီရက်ကွက်နေပြည်သူများဟာ2010ခုနှစ်ကတည်းကအဲ့ဒီနေရာမှာအခြေချနေထိုင်ကြသူများဖြစ်ပြီးတော့ကျူးကျော်တွေမဟုတ်ဘူးလို့ရက်ကွက်နေပြည်သူများကပြောကြားထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။အခုလိုမျိုးမြန်မာနိုင်ငံအတွင်းမှာဖြစ်ပွားနေတဲ့စီရေးတရင်နိုင်ငံရေးတရင်များကို အချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ